ပိုင်းဆက်တစင်နာခြင်းသည်လွတ်လပ်မှုအတွက်အကြောင်းတရက်ခင်များတို့နေစဉ်ဘဝရဲ့အချိန်တိုင်းမှာတရားကျင့်စဉ်တွေကျင့်နေလို့ရပါတယ်မနှက်ဆာဆာဖို့တန်းစီနေတော့ဖြစ်စီညာဧကန်ဒီလူရည်ဖို့တန်းစီနေတော့ဖြစ်စီတရိနဲ့အသက်ရှူတာကို လေ့ကျင့်လို့ရတယ်အချိန်တိုင်းဟာတည်ကြည်မှုငြိမ်းချမ်းမှုရဖို့လေ့ကျင့်နိုင်တဲ့အချိန်ကောင်းတွေပါ ဘဝရဲ့အချိန်ကောင်းတွေကို မဖြုံးသင့်ပါဘူး။တတိကျင့်စဉ်တွေကိုကျင့်လို့ရဲ့အနေငယ်အတွင်းမှာပဲခမားရဲ့မိတ်ဆွေတွေဟာခမားရဲ့ထူးခြားမှုတွေကိုတတိထားမိလာပါလိမ့်မယ်။ခမားရှိနေရင်အေးချမ်းမှုရတာမျိုးပေါ့။သူတော်စင်တယောက်အနားရောက်နေတယ်လို့ပဲလူတော်ပြောကြတာကြုံရလိမ့်မယ်။ကျွန်တော်ခမားတို့ကိုပုံပြင်လေးတစ်ခုပြောပြမယ်။ဒီပုံပြင်လေးကိုကျွန်တော်အသက်9နှစ်သား ကိုရင်စဝတ်တော်ကဖတ်ပူတာဒီပုံပြင်တွေကိုဇာတက်ကဇတ်တော်တွေလို့ခေါ်တယ်ဗုဒ္ဓရဲ့အတိတ်ဘဝဇာတ်လမ်းတွေပေါ့ဘဝတစ်ခုမှာဖះလောက်ဟာငရဲကြနေတယ်သူကြတဲ့ငရဲမှာငရဲသားတွေဟာကြောက်တုံးကြီးတွေကို ရွှေ့ရတယ်သူတို့အမားတစ်ခုခုလောက်ရင် သူတို့ကိုစောင်းတဲ့ငရဲဆောင်ကခရင်ကွားနဲ့ရင်ဝါကိုထိုးတတ်တယ် ဲ့ဒီအခါမှာငရဲသားဟာအကြီးအကျယ်နာကျင်ပေမဲ့မသိဘူး။ဒါဟာသူတို့ရဲ့ပြည့်တံတစ်မျိုးပေါ့။ဒီနေ့မှာတော့ငရဲဆောင်တယောက်ဟာသူတို့တွေကြောက်တုံးနေရွှေ့နေတာကိုနှေးတယ်ဆိုပြီးနောက်ကနေလိုက်တော့နေ။ငရဲသားတယောက်ကအာနေပြီးသူ့တည်ရမယ့်ကြောက်တုံးကိုကောင်းကောင်းမတည်နိုင်ဘူး။အဲ့ဒီတော့ငရဲဆောင်ကငရဲသားကိုခရင်ခွားနဲ့ထိုးမယ်လို့တယ်။ ဒါကိုမြင်တဲ့ဘုရားလောင်းရဲ့ရှင်ထဲမှာတစုံတရာသောခံစားမှုဖြစ်လာတယ်။သူဝင်ပြောရင် သူ့ကိုခရင်ခွားနဲ့အထုခံရမယ်။သေလူနီးပါးနာကျင်ပြီးမသိဘူးဆိုတာလည်းသိတယ်။ဒါပေမဲ့ဟိုငရဲသားအထုမခံရရင်တော်ပြီဆိုတဲ့စိတ်နဲ့ငရဲဆောင်ကိုပြောလိုက်တယ်။ခမားမနှလုံးသားမရှိဘူးလား။သူ့ကိုအချိန်နည်းနည်းပေးလိုက်ပါလား။လို့ပြောလိုက်တယ်။အဲ့ဒီမှာပဲငရဲဆောင်က သူ့ရင်ဝါကို ခရင်ခွားနဲ့ထိုးလိုက်တယ်။ခရင်ခွားနဲ့ထိုးခံရတဲ့ဘုရားလောက်ဟာချက်ချင်းသေသွားပြီးငရေကလွတ်သွားတယ်။လူအဖြစ်တဖန်ဝင်စားတယ်။ဘာသာပြန်သူမှတ်ချက်ဤဇတ်တော်သည် မဟာယနာဇတ်တော်တပုတ်ဖြစ်သည်။ဖျားလောက်ဟာတေမလောက်နာခြင်းမဲ့မန်တိရဲ့နဲ့ ငရဲဆောင်ကို သူ့အဖော်ငရဲသားအတွက်ဝင်ပြောပေးခဲ့တယ်။သူဒီလိုလုပ်ရင်ငရဲကလွတ်မယ်ဆိုတာလည်းမသိဘူး။မျှော်လင့်ချက်လည်းမရှိဘူး။သူဟာမတရားမှုကိုတွေ့တယ်။မတရားမှုကြောင့်သူတပါးဒုက္ခရောက်ရမှာမလို့လားဘူး။သူ့မှာစင်နာမှုတရားဂယုဏရင်ထဲပေါ်လာတယ်။ဒီစင်နာခြင်းကပဲသူ့ကိုငရဲကလွတ်ပြီးလူဖြစ်အောင်လုပ်ပေးလိုက်တာပဲ။အဲ့ဒီအချိန်ကစပြီးဘုရားလောင်းဟာဘဝဆက်တိုင်း ကျင်နာမှုကိုဦးစီးပြီးတရားတွေကျင့်လိုက်တာ နောက်ဆုံးဘဝမှာဖခင်ဗုဒ္ဓဖြစ်လာတယ်။ငရေလည်းထမကြတော့ဘူးတဲ့။ဒီတော့ဗုဒ္ဓတောင်မှငရေလိုအဆိုးဆုံးဒုက္ခကိုကြုံခဲ့ဘူးတဲ့။သူရဲ့ကျင်နာမှုကြောင့်သာငရေကနေလွတ်မြောက်ခဲ့ရတာ။ဒါကြောင့်ကျင်နာခြင်းသည်လွတ်လပ်မှုအတွက်အကြောင်းတည့်ရဲ့လို့ဆိုချင်ပါတယ်။ကျွန်တော်တို့ဗုဒ္ဓစာပေမှာ အလွန်ကျင်နာမှုကြီးပြီးအများအတွက်အမြင်နှာဆွင့်နေတဲ့အဝလောကီတေသွာရဆိုတဲ့ဗောဓိသက်ဘုရားလောင်းတစုရှိတယ်။ဘာသာပြန်သူမှတ်ချက်ခြေရဝါဒအယူအယလောကနဲ့ခေါ်ပြီးမဟာယနအယူအယကွန်ရင်ဟုလည်းခေါ်သည်။သူကပုံစံအမျိုးမျိုးကိုအတွင်ယူပြောင်းနိုင်တယ်။ယောက်ျားမိန်းမကလေးနာနာဘာဝစသဖြင့်ပေါ့ သူကဘလို့ပဲအတွင်ယူပြီးနေနေသူ့ရဲ့အတွင်စိတ်အကျဉ်းနာကြီးမှုကတော့မပြောင်းဘူးတခါမှာတော့သူဟာကြောက်မက်ဖွယ်ရာမျက်နှာနဲ့ပြိတ္တာအဖြစ်အတွင်ပြောင်းနေတယ်။ဘာလို့လဲဆိုတော့တခြားပြိတ္တာတွေကို ကုညီခြင်းနဲ့အတွက်ဖြစ်တယ်။ဘလို့ပဲကြောက်စရာကောင်းပါစေအတွင်စိတ်မှာဂိဥနာကြီးသူဖြစ်နိုင်ပါတယ်။ကျွန်တော်တို့အများစုဟာ မိမိကိုသူတစ်ပါးကရံပြုတ်မှကြောက်တယ်။ဒါကြောင့်ကိုဟာရက်ဆက်သူကြမ်းတမ်းသူအဖြစ်ဟန်လုံနေတတ်ကြတယ်။ဒါပေမဲ့အတွင်းမှာတော့ဘောဓိတက်လိုပဲစင်နာတက်စာနာတတ်တဲ့စိတ်တွေရှိနေတတ်ပါတယ်။စင်နာစိတ်မရှိရင်ကျွန်တော်တို့ဟာဒုက္ခပိုခံရပြီးကိုယ့်ပတ်ဝန်းကျင်ကိုလည်းဒုက္ခပေးမိတတ်တယ်။စင်နာစိတ်နဲ့ဆိုရင်တော့တခြားသက်ရှိတွေပေါ်စာနာတတ်ပြီးပတ်ဝန်းကျင်ကိုလည်းဒုက္ခနေစေတယ်။ ခမားဟာစင်နာစိတ်မေတ္တာစိတ်တွေနဲ့လွှမ်းခြုံပြီးနေမယ်ဆိုရင်ခမားနေတဲ့ပတ်ဝန်းကျင်ဟာအလုံးကျုံဆုံးဖြစ်မှာပါစင်နာမှုကိုမျက်လုံးကပေါ်ပြနိုင်တယ်လို့ခမားအမှုရာတွေကလည်းပြနိုင်ပါတယ်လမ်းလျှောက်တာနေတာစားတာပြုံးတာဆက်ဆံတာတွေကနေသိနိုင်တယ်စင်နာခြင်းမေတ္တာဟာအကောင်းဆုံးကိုယ်ဘာသာကာကွယ်ရေးစနစ်ပါကူးဆက်တာလည်းမြင်တယ် ကိုကတယောက်ယောက်ကိုကျင်နာမှုနဲ့ဆက်ဆက်နေဆိုရင်သူကလည်းကိုကိုပြန်ဆက်ဆက်လာတာတွေ့ရမယ်ကျွန်တော်တို့အားလုံးမှာကျင်နာမှုနဲ့မေတ္တာတွေလိုနေတာကိုတယောက်ကနေနောက်တယောက်အဲ့ဒီကနေတဖွဲ့လုံးကိုပြန့်နှံ့သွားနိုင်တယ်ဒါကြောင့်နေစဉ်ဘဝမှာအချိန်ရတိုင်းကျင်နာတတ်အောင်လေ့ကျင့်ဖို့လိုတယ်ဒီလိုကျင့်လေ့ကျင့်တတ်လာရင်တယောက်ကိုတယောက်ပို့ပြီးပွင့်လင်းလာမယ် နောက်ဆုံးဘလူနီယာဖြစ်ဖြစ်စင်နာမှုမေတ္တာတရားကြောင့်နေပျော်တဲ့နေရာလေးဖြစ်လာမယ်။ကျွန်တော်တို့ခန္ဓာကိုယ်နဲ့အတိတ်တရားတွေမှာစင်နာခြင်းမေတ္တာတွေဝင်လာတဲ့အခါကျွန်တော်တို့ဟာငြိမ်းချမ်းခြင်းပျော်ရွှင်ခြင်းတွေကိုတထိုင်တဲ့အတူတူခံစားကြရမယ်။